ို့ရဲ့ကမ္ဘာကြီးတယောက်ဖြစ်တဲ့ကျောင်းဘုရားတော်သိမ့်တဲ့ဆိုတဲ့အမျိုးသမီးမှာသမီးတယောက်ရှိတယ်။အဲ့ဒီသမီးပွဲရတဲ့ကာလတော့ဒီတော့ကဒုနဲ့လဲတွေ့ဘူးပါတယ်၊သိဘူးပါတယ်။သိဘူးပဲလို့လဲသိဘူးရုံတော့ပဲရှိတယ်လို့ပြောကြပါတော့နော်။အဲနောက်တော့သူအိမ်ထောင်ကြတယ်။အိမ်ထောင်ကြပြီးရဲ့နောက်ပိုင်းကျတော့အဲ့ဒါသူဘာလုပ်လို့ကျင်တော့လုပ်နေပါလေလုပ်နိုင်တဲ့အခါကျတော့တရားထိုင်လဲရတယ်တဲ့သူပြောတယ်ကွာ။ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင် 果这样走进来了，这样进来也好。这样走了，这样我不好如果这样走进来，这样进来讲，老好。我刚走进来的时候，这样是我参加的，都这个，牛都没这个，是不是？都在过一年呢，牛都没这个。过一年呢，牛都没这个。啊，包养七七年，是不是？哎，说包养七嘛，都在一万奶奶，一万奶奶，是不是？都在这样进来也了啊，这样就这样了嘛，这样好点。 诶，诶，都没有了，哥没有那么多啊。你这里来几天？哎，没有了，都完了。都让那个老家伙把老人家弄丢了，丢啦！你他妈的，哥给那个哥买了钱，哥让老人家买啥东西了呢？哎，老人家买的是过年吃的，看看妈妈新的衣服，买新的衣服留着回家呢。这个老家伙啊，你看，比比吉吉买新的衣服的时间，还没有新装的时间，哥本来就一个媳妇呀，喏。 အဖေကဒီဟိုသွားတယ်လည်းကိုမလိုက်လို့ဖြစ်ကုန်ဖြစ်ဘူးလို့ပြောရတော့နော်ကိုကိုတိုင်းသာပြီးပြင်းပြင်းမြင်ပြီးသွားပြီလို့ဆိုရင်တော့အမေကတောင်းသွားတယ်တောင်းသွားလို့မဟုတ်ဘူးလို့ဆိုရင်ကိုမလိုက်ရုံနဲ့တော့မကဘူးမေးအဲ့တောင်းသွားတာမဟုတ်ဘူးလို့ဆိုရတယ်ဟိုဟောဝေဒနိနာပေါ့နော်အဲ့တော့ကိုကိုတိုင်းအမြင်ရအောင်လို့ဆိုလိုတာခုနကကအနေမှန်ကိုအပြောမှန်ကိုအလုံးမှန်ကိုရံတွေ့အမြင်အတွင်းမှန်ကိုသိလို့ရတယ်ဒီအမြင်အတွင်းမှန်ကိုရံတွေ့ခုနကအတွန်းရောက်နေတယ်လို့ဆိုတော့ လက်ချောင်းအောင်ပဲပြောလို့တက်ဘူးလောက်အောင်ပဲပေါ့ကွာအဲ့ဒါပြေပြေချာပြီးဖို့ဆိုလေအဲ့ဒါပါလဲလို့ရှင်တော့အဆုံးရောက်တဲ့တရားနှစ်ပါးပဲပေါ့အဆုံးရောက်တဲ့တရားနှစ်ပါးဆိုလို့လည်းပဲကိုယ်နဲ့သတိကြီးတော့မအောင်မလိုက်နဲ့ကိုယ်ကိုယ်တော်နှလုံးနဲ့မှားရင်ပြီးပြုနေတဲ့ကံဒီလိုပြောရမှာပေါ့နော်အဆုံးရောက်တရားဆိုတော့တို့တဲ့ဝေးနေရမျိုးမဖြစ်မသိနဲ့နော်အဆုံးရောက်တဲ့တရားဆိုတာတို့ကိုယ်တော်နှလုံးရဲ့မှားရင်နဲ့အမှုကျင့်ကိုအဆုံးရောက်ပြောရမှာနော် နှစ်ပါးလို့ပြောတာကတော့မျိုးသားခွဲရနေတဲ့အာယုမတာဟအာယုနဲ့ဒီပါအိပါအာယုဖြစ်တဲ့အတွက်ဒါနှစ်ပါးလို့ပြောတာပေါ့နော်အဲတကယ်ကတော့အသွေးရောက်တရားတွေအသွေးရောက်တရားတွေဆိုတာဒုက္ခုချင်းတရားပိုင်းပြောတာကျင့်တော့ကျင့်တယ်ဒါဟပြုတယ်ဆိုတာဘယ်ကိုယ်ကဏမနှမျောလဲရှိပါဘူးနော်ပေးရတယ်အကျင့်တာပဲပေါ့တာနော်သီလသောက်တည်တယ်ဆိုတာလည်းပဲကျင့်ရတာပဲကျင့်တော့ကျင့်တယ်ဒီအကျင့်တရားကမှန်တဲ့အကျင့်တရားလားလို့ဆိုတော့မှန်မှန်တဲ့အကျင့်တရားဖြစ်တဲ့အတွက်ကိုချင်းတရားပိုင်းလို့ခေါ်တာပေါ့ အစရောက်တရားလို့ပြောလို့ဝေးပါမလို့ကိုကြီးတရားမှားတယ်လို့ပြောရမှာနော်ကိုကြီးတရားမှားလို့ဆိုလို့ခိုးနေဆိုးနေတဲ့ကိုကြီးတရားပြက်တာမျိုးပြောတာမဟုတ်ဘူးကိုကြီးတရားမှန်လို့ထင်ရတဲ့အပားတွေကိုကိုကြီးတရားမှားလို့ပြောလိုက်တာနော်ဒါယူကိုမလုံးကြည့်ဖို့လိုတာပေါ့လို့ဒါသူကြီးလည်းဒါလေးနားလည်သွားလို့သူပြောတာနော်ဒီကိုကြီးတရားမှားကိုအထက်ထောကျော်နော်အဲဒါလည်းပဲအထက်ထောကျော်ပါလို့ပြောရမှာပါနော် ဒီကိုရင်တရားမှားကိုအထက်ထက်စောကြောင်းကြီးရင်အပေါ်ပေါင်းလို့ကြောင်ရောက်ပါလေလို့ဆိုတာကိုကိုယ်တိုင်သာသိနေလို့တော့မပါရတော့ဖြစ်မှာအကိုကိုယ်တိုင်မသိရင်ကတော့ဟောကောင်းရင်ကြောင်ရောက်ပါမှာပဲကြာနော်အဲလို့ဆိုတော့အစွမ်းရောက်တရားကိုမှခုနကိုယ့်ရဲ့ကောင်းမှန်ပါတယ်လို့ထင်ရတဲ့ကိုရင်တရားမှားကိုမှကိုယ်ဝိပါဒမလုံးနိုင်ဘူးလို့ဆိုလို့ရှိရင်ဒီအစွမ်းရောက်တရားကိုသိရှိတယ်ရှိနေရင်အမြင်မှမရှိဘူးကြာရင်နော်အမြင်မှမရှိနေရင်အတွေးမှာ ရှိနေတာအမြင်မှန်နဲ့အတွေးမှန်မရှိရင်အပြောနဲ့အလုပ်အနေတို့ကြမှာတော့တွားမှန်ရင်လို့ဘုရားတော်ကောင်းလို့ရေအကောင်းတဲ့ဒါကောင်းတဲ့ဆွဲသွားနေကြာကြာအဲ့ဒါမော်ဒယ်ကြီးကားမြောက်အေးဆွဲဆွဲသွားနေကြတော့အစ်တဲ့တော့ပါတော့မှာလို့ပြောရအောင်နော်အဲအဲ့လိုမျိုးလို့ဖြစ်တယ်တကယ်လို့တာကတော့အလုပ်မှန်ဖို့လိုတယ်အပြောမှန်ဖို့လိုတယ်အနေမှန်ဖို့လိုတယ်ဒါရီကတကယ်လူတွေလူတွေနဲ့ဆက်ဆံရတာလေဟုတ်လားကိုယ်အနေလေးနည်းနည်းလေးရှင်းပြပါလား တစ်ဖက်ကလည်းကို့ဥပမာအထင်ရင်သေးတော့ပါပဲတော့ကို့ပြောလေးတာနည်းနည်းဖောက်ပြန်ကြည့်တစ်ဖက်ကလည်းကို့ဥပမာဖောက်ပြန်တော့ပါပဲတော့ကို့ရဲ့အမြုပ်မူကလားပါသွားပြီလို့ထင်တော့တစ်ဖက်ကလည်းကဲ့နနာပြည့်ယူပြီလို့ပြောပါတော့နော်အဲ့တော့ပြောနေစင်တော့လူမှာအပြောရဲ့အပြုတ်ရဲ့အနေရဲ့ကတော့တော်တော်ထင်ရှားတဲ့သီလတရားတွေလို့ဆိုတော့ပြောနေတော့အော်ကိုတို့ရဲ့တကူကတော်တော်တကူနဲ့တိုက်လို့ဟူကြီးရောက်နေတယ်ဆိုရင်ဟူကြီးတာနေတယ်ဆိုရင် ချက်ချင်းသိရအောင်ဟုတ်လားနော်အဲတကယ်ဘူရိသနေတာချက်ချင်းသိလို့ဆိုတော့မြင်နေပါဟုတ်တော့လားအခုတော့အမြင်တိုင်းနေရာဖြစ်တယ်အရာကိုဘုသောပါနေမှာလူမမြင်သေးဘူးနော်အတွေ့တိုင်းနေရာအမားတွေကိုဘုသောပါနေမှာလူမမြင်သေးဘူးနော်အဲခုနအစွန်ရောက်နေတဲ့အကျင့်မှနေတဲ့အကျင့်တွေကိုကိုတို့ကဒါနတွေပြုသီလတွေဘာဝနာတွေပွားပါတော့လူမမြင်သေးဘူးဟုတ်ကဲ့နော်ဟုတ်လား အဲအဲ့လိုမျိုးလို့အလွှဲရောက်တဲ့တရားနှစ်ပါးပွားတာလို့အမြင်လို့အတွေးလို့လူမမြင်သေးပေမဲ့ခုနကအပြုတ်တာမှားပြီအပြောတွေအနေတွေတာမှားပြီဆိုရင်လူမြင်ပြီကွာလူမြင်တဲ့အတွက်ကုတ္တဘိုးတော်ဖြစ်သူတို့ဖြတ်ပြီလို့ပြောကြကြပါတော့တကယ်တော့လူကလူနဲ့ပေါင်းနေရတာကွာလူနဲ့ပေါင်းနေရတာမှာလူတွေကသာကိုယ့်ကိုမျက်နှာတွဲသွားပြီမျက်နှာညိုသွားပြီဆိုရင်ကိုယ့်မျက်နှာပြတ်သွားတာ မျက်နှာပြတ်သွားတာကိုမျက်နှာကြီးကဘယ်လိုပြတ်သွားတာမဟုတ်ဘူးနော်တကယ်တော့ကိုတပတ်သူကြီးရတဲ့မျက်နှာကိုမပေးတော့ဘဲနဲ့ပြတ်သွားတာအဲ့လိုပြောလို့မပေးလို့များတော့လူကတော့တတော်ကိုခံရတယ်လို့ဘယ်လိုပြောကြလဲနော်အဲ့ဒါသမီးတို့ရောသားတို့ရောသိပြီမှတိပါရနော်မျက်နှာရတယ်လို့မျက်နှာရှိတယ်လို့ဆိုတော့နော်အမဲဒီမျက်နှာတို့ဝေးတယ်ရလာတာပါဒီမျက်နှာတို့ဝေးတယ်ရှိလာတာပါနဲ့ပြင်မိမှာနော်ဘုန်းဆိုရင်အဲ့လိုပဲပြင်မိတာပဲတွေးမိလို့ပါနော် အခုတော့တန်းသူညီတို့ပါလို့ဆိုလောက်လိုက်မှာဟောသူတို့ကဒီလူကြီးရဲ့မျက်နှာကြတာဟုတ်လို့ဒါကြောင့်သူတို့မျက်နှာရတယ်မျက်နှာရှိတယ်လို့ပြောတာလို့မျက်နှာရှိတော့ပါဖြစ်တယ်သူများနှိမ့်သက်ခြင်းလို့နှိမ့်သက်လို့မရဘူးသူများဖြတ်ပြီးခြင်းလို့ဖြတ်ပြီးလို့မရဘူးတကယ်လို့ဒါတော့တန်းသူညီဆိုတာတာမန်မျိုးသမီးတယောက်ကဖြစ်တာပါလားမဟုတ်ဘူးညီညက်တော့ညီသွားတော့မယ်လို့ထင်တယ်နော်တကယ်တော့သူ့နောက်ကမျက်နှာတွေကအများကြီးရှိတာတော့ အမေသူ့နှိမ့်သက်ခြင်းနဲ့လူသူ့ချက်ကြည့်နေတဲ့သူကလည်းပဲဘုရားကံရောမသိသက်ဘူးမဖြစ်ဖြစ်ဘူးဗျာနေတာရှိတာလေအဲ့လောက်လူမှသိပြီးပြီးတာလေဘယ်လိုပြောရမှာပါတော့အခုတို့ရေအဲ့ဒါကိုဘာမိုင်းလာလည်းပဲလူကျင်းဝသိခါဖြစ်နေဟိုမေးတာမျိုးလို့ဆိုတော့လူပြောင်းနေတဲ့အောင်းသင်းဆက်ဆံတဲ့အခါမှာဒိုင်းနာနဲ့ဒီကကရဏလေးတွေကဘာဖြစ်ပါတယ်လို့မေးတာဆိုတော့တို့ရဲ့အမြင်သားသားတရားပြောလိုက်တာလို့ဘယ်လိုပြောရမှာပါတော့တကယ်တော့မှန်မှန်နေရပါလေ မှန်မှန်ပြောတတ်ပါစေမှန်မှန်လုပ်တတ်ပါစေဒါလေးကမှန်မှန်နေတတ်ပြောတတ်လုပ်တတ်ပါစေလို့ဆိုတာပြနေတော့ကြားလို့နေတော့မရဘူးမှန်မှန်အမြင်ကိုမြင်ပါမှမှန်မှန်တွေးကိုတွေးပါမှမှန်မှန်ပြောတာလုပ်တတ်နေတာရလိမ့်မယ်မှန်မှန်အမြင်နဲ့အတွေးကကိုယ်ကောင်းတဲ့မှာမပေါက်ဘူးလို့ဆိုရင်ဒီရားလေးကိုဘယ်လိုမှမရဘူးနော်အဲ့ဦးတင်ွက်နေဖြစ်မှာပဲဟုတ်ကဲ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့မှန်မှန်အမြင်နဲ့မှန်မှန်တွေးရဖို့ရံသွားပဲ 啊，慢慢慢筋没挂了，慢慢慢慢腿没挂是走路的抗不下啊，了。八十岁了还能比起？马原里的筋骨，过热香好嘛点呢？马原里的筋骨来香来嘛？哎，马原里的筋骨我偏稀啊，我啦，慢慢慢慢出来稀啊稀啊。比天去肌慢慢的慢补。马原里的筋骨过热微斑肌嘛，慢慢慢慢养好了 မမှန်မြင်ရမှလည်းမမှန်တွေးရလေရမှာဆိုတော့ဟုတ်ကဲ့နော်အဲ့တော့ပြောမယ်ဆိုမမှန်မြင်တတ်ဖို့မမှန်တွေးရဖို့ကအသွင်ရောက်နေတဲ့ဒီပိုင်းရွဲ့နဲ့ကိုချင်းသိခါကြီးကိုဝေဖန်ကြည့်ကြလို့ကြောက်ချပြီးတော့မပြီးဝဲဝဲနဲ့နေကြလို့ပြောတာနော်ဘုန်းတော်ကသောဝင်တော်တော့အာကာမကုလိုတွေမလို့ရဘူးဒီပါဒီပါကုလိုတွေမလို့ရဘူးလို့ဆိုတော့ကုလိုဆိုတာလဲကိုယ်ကတ်နေတဲ့အရာလို့လို့ဟုတ်လား အာဒီကုတော့မလုပ်ရရင်တော့ကွာဒီပြားမမမမမလားလို့ထင်ကျင်ပြရင်တော့တကယ်ကတော့သူ့လုံနေသူရဲ့နေမှာပေါ့သူ့မလုပ်ဘဲနဲ့ခွာထားမှသူ့ဘောဝေဖန်မိမှာတော့ဥပမာသေလေးကွာတော့နေသေလေးကြီးပဲမြင်လို့ရသေလေးကိုကွာမတော့ခဲနဲ့ရလိုက်မှာဩသေလေးတော့တဲ့အပြစ်ဒါဘယ်လိုရရှိပါလားဆိုတာကိုသိမှာပေါ့လားတော့အဲ့လိုပဲဒီကံတွေကာမကံတွေယူပါယူပါကံတွေကိုလုံနေရင်တော့သူ့အနေနဲ့ညောနေပါလေ မလုပ်ဘဲနဲ့နေမှာကိုကနေပြီးတော့သူ့ပဲလို့ကြည့်ရှိတာပဲကိုမြင်လာတော့မှာဟုတ်လားအဲ့အဲ့ဒီလိုမျိုးလို့အသွင်ရောက်တဲ့တရားတွေကိုကိုတို့မပြီးဝဲလေလဲလို့သူပြောမှာပေါ့နော်အဲ့အသွင်ရောက်တဲ့တရားတွေဆိုတာကံနေပါပဲပဲတော့ကံနေဆိုတာလည်းပဲဘာသာတရားကြီးကိုပြုမှကြံဟုတ်နော်ကိုလူချင်းချင်းဒီမှာလည်းပဲသူပြောတာကံနေပြုတာပဲလို့ပြောကြတယ်နော်ဥပမာလိုပဲအကုသို့ကံနေရင် ပေါ့မယ်စားမယ်ပြုံးမယ်ပါမယ်ဆိုရင်ဒါအမှုကံဖြစ်မယ်လို့ဆိုကြပါတော့နော်ဒါရင်းနဲ့ဟာဒါရီကအလိုမယ်ဟာပုံစံအချောင်းမယ်ဟာဟောဒီလိုမျိုးသိရမှာပေါ့နော်အဲ့လိုမျိုးလို့သိသွားပြီးရှောင်မှလည်းအဲ့ဒါကြီးအဖြစ်ကိုကိုယ်မြင်ပါဗျာနော်အဲ့လိုမျိုးလို့ဖြစ်ဖို့ရံတယ်လူဒီကကလနာလူနဲ့လူရဲ့ပေါက်တဲ့ဆက်ဆံတဲ့အခါဒီကကလနာဆိုတာတွေကိုဒီလိုလိုပါလို့သတ္တမတ်ကလေးထားပြီးတော့ပြောရမလဲလို့ဆိုရင် ။အော်တို့ဘုရားပြောခဲ့တဲ့လမ်းပြင်ပဲ။ဟုတ်ကဲ့နော်။မေဇမပတိဝဒဟာတို့ရဲ့လူမှုကောင်းတဲ့ဆန္ဒရဲ့အဓိကကရဏ။ဘယ်လိုပြောရမှာပါနော်။အဲ့တော့မေဇမပတိဝဒလို့ဆိုရဲမေဇမပတိဝဒဆိုတာကပါဠိလိုကြီးရ။အဲတကယ်လုံးကကိုယ်အနေနဲ့ပြဿနာတိုးချင်မှတိုးပါသေး။တတိယလမ်း။ဟောတို့လေးပြောလိုက်မယ်ကွယ်နော်။အာတို့လူကျင့်တဲ့လူတစ်ယောက်ရဲ့ဒီပေါင်းပြဆက်ဆံတဲ့အခါမှာ လိုက်နာမဲ့ဒီကံကရဏပါလဲလို့ဆိုရင်တတိယလမ်းပေါ့။ဟောဒီလိုလေးပြောပါမယ်နော်။တတိယလမ်းလို့ဆိုတာပထမလမ်းနဲ့ဒုတိယလမ်းဘယ်လိုလဲဆိုတော့ရှောင်းမဲ့တက္ကလာ။ပထမလမ်းကကာမတုခံကယောဂလား။ဒါပထမလမ်း။ဒုတိယလမ်းကျတော့ပါလို့ဆိုတော့ဒုတိယလမ်းအတ္တိလို့ဆိုတာယောဂလား။ဒီလမ်းကလားအကျင့်မလမ်းကလား။အညမာနာနလမ်းဖြစ်တဲ့အတွက်လူတယောက်နဲ့တယောက်ဆက်တန်တဲ့အခါမှာအမှန်တန်ဆုံးအတိကံကလနာပါလို့ဆိုတတ္တိယလား ဲ့တော့ငါတို့ကတတိယလမ်းနဲ့သွားနေတဲ့လူလို့ကိုကိုကိုခံရမယ်เนาะသူမဟုတ်เนาะငါတို့ကတတိယလမ်းနဲ့သွားနေတဲ့လူလို့ဆိုတကယ်ပဲတတိယလမ်းကိုမြင်ရလားလို့ဆိုတော့ PPT လောက်ပါပေါ့เนาะအဲတကယ်လို့များတတိယလမ်းလိုက်တဲ့အနေနဲ့အမြင်မှန်းနေဖို့ရတဲ့အဆွမ်းရောက်တွေကိုချောင်ထားတဲ့အတွက်ဒီအဆွမ်းရောက်တွေကိုကြည့်လိုက်တဲ့အခါမှာလည်းမှန်းနေပြီအဲအဲ့လိုအတွေးတွေလည်းမှန်းနေပြီဆိုရင်ဩော် အပြောတွေအလုပ်တွေအနေရတယ်မှန်းနေပြီပေါ့နော်ဒီအပြောနဲ့အလုပ်သာမှန်ပြီလို့ဆိုရင်တော့ကြိုးစားကြိုးစားခြင်းတော့ကြိုးစားဒီအပြောတွေမှန်နေတာဖြစ်တယ်ဆိုကြိုးစားတယ်မှန်နေလိမ့်မယ်တတိယတတိယကမှန်နေရလဲဒီအပြောနဲ့အလုပ်တွေမှန်နေတာလည်းရောက်တယ်မှန်နေလိမ့်မယ်ကိုကနေဒီအပြောနဲ့အလုပ်တွေမှန်နေတဲ့အခါကျတော့သူ့ကိုတမာတိဆိုပြီးစိတ်ထားလည်းပဲမှန်နေလိမ့် တော့သိထားလည်းကောင်းနေလိမ့်မယ်။လိုချမ်းမှုလည်းရှိနေလိမ့်မယ်။ကြိုးစားမှုလည်းရှိနေလိမ့်မယ်။ဒါလို့ဆိုရင်ကိုတို့ဘယ်လိုမှမတိမ်ခေါ်နိုင်ဘူးလို့ဒီလိုပြောရမှာတော့အဲ့တော့ကိုယ်နိုင်ငံသားတွေရောက်သွားတဲ့အချိန်လည်းပဲအလုပ်တွေကိုကွာနေတော့ကြောက်နေကြောက်နေနဲ့လုံးမနေပဲပေါ့နော်။အလုပ်တွေကိုကွာနေပြီကလား။တကယ်ကိုချင်းမှန်းနဲ့အောင်လုပ်ထားတဲ့သူကလက်ထပ်ကိုချင်းတိတ်ကလူရဲ့ကိုချင်းတိတ်ကမှန်းနေတယ်သူကလက်ခံနေတ လက်ကလမ်းခန်းနေတဲ့သူကအလုတ်ကိုလည်းပဲကိုကနေပြီးတော့ကြိုးစားပြီးတော့လုပ်တယ်လို့ဘယ်လိုပြောကြလို့ပါနော်လူပါမလုပ်ဘူးလို့သူပြောရမှာပါနော်လူပါမလုပ်တဲ့အတွက်လူပါလုပ်ရင်အလုတ်တစ်ခုကပြည့်တဲ့အချိန်တော့နည်းနည်းခံရမယ်ပေါ့နော်လူပါမလုပ်ရင်ပေါ့နော်အဲလူပါလုပ်ရင်ပေါ့နော်ကိုကအပားကိုလိုက်တဲ့အတွက်ကိုကြောက်နေတယ်အလုတ်ကတော့နည်းနည်းတော့လွတ်သွားလိမ့်မယ်ဒါပေမဲ့လို့အဲ့ဒီလိုမျိုးလို့လွတ်သွားတာနဲ့မကအောင် လူပါလုံးပြီးတဲ့အတွက်နောက်တစ်ခုလည်းလူပါလုံးချင်းနောက်တစ်ခုလည်းလူပါလုံးချင်းနဲ့ဆိုတော့ကိုယ်အလုံးပေးတဲ့သူကသူ့ပေးရတဲ့ပိုက်ဆံနဲ့သူ့အလုံးလုံးတာနဲ့ကားရဲ့လားလို့ဆိုတာကိုယ်ယုံမှလာလိမ့်မယ်နော်ယုံမှလာပြီးနောက်ကြတော့ဒီအလုံးထဲမှာသူ့နာမထားချင်တော့ပါဘူးလို့ဆိုတာမျိုးလို့ဖြစ်တာခံရလိမ့်မယ်နော်အဲဒါဆိုတော့လူပါလုံးရတာကအကောင်းဘူးလို့သူပြောရမှာပါနော်တကယ်ကားချိုးပြီးတော့ လောက်ကိုပြည့်မိအောင်ကိုလုပ်တယ်လို့ဆိုတဲ့သူကကိုယ်လည်းလုံချင်နေရမှာပါကွခုနပြောခဲ့တဲ့လူဆက်ဆံရေးကိုပြည်ပဒကတတိယလမ်းလို့မှတ်ယူတဲ့သူကလုံလုံရှင်ရမှာကွเนาะအလုံးလုံးတဲ့အတွက်ကလည်းလူဖြင့်ပဲ့မသွားပါဘူးရွက်မသွားပါဘူးလို့ဒီလိုပြောချင်တယ်เนาะပဲ့မသွားဘူးရွက်မသွားဘူးလို့ဆိုတာလုံလုံတော့လူမှမပြီးဘူးလားလို့နေပါပေါ့ပြီးလို့လို့တော့ကြည့်လိုက်တယ်ဒါပေမဲ့လူက သစ္စာကြောင့်သူချောင်းမှာမဟုတ်တာမဟုတ်လားသစ္စာကြောင့်သူချောင်းဆိုရင်တော့ပြီးသွားလို့ပြားသွားရင်ပြန်မပေါင်းတော့ဘူးเนาะအဲလူကတော့ဘာဖြစ်လဲလက်ကနေပြီးတော့ဒုံတစ်ခုကိုခံလိုက်လို့ရှိရင်နာမှာပေါ့အဲ့နာတာကိုလက်ကဖြစ်ပြီးမှာတော့သူ့ဟာတာနာတာကိုခံနေအောင်လဲဖြစ်ပြီးမှာတော့ဖြစ်ပြီးလို့ကိုယ်ကအားရရင်ထွက်လာတယ်သစ္စာကြောင့်သူချောင်းလို့အားမရှိတဲ့ဟာပေါ့ဘူးအားမရှိတဲ့သစ္စာကြောင့်ကတော့ သူ့ဒါတော့တကူခွန်ပါအောင်လုပ်ပြီးတော့နောက်မပေါတော့ခုမဖြစ်တော့သူကစဉ်းစားချောက်ကိုသူကတော့အဲ့လိုမဟုတ်ဘူးသူကသူကြောင့်ညှို့ပြတ်လာတယ်ပြောတော့နော်အကျိုးသားလုပ်ပါကျိုးသားလုပ်ရင်လုပ်တဲ့အတွက်ကိုယ်မှနည်းနည်းအစပိုင်းတော့ရှုပ်သွားတယ်လို့ပိန်သွားတယ်လို့ခါချင်ခါမယ်နောက်တွေတက်လာတယ်လို့ပြောတော့နော်တော့တက်လာတဲ့အတွက်ဟောကို့ကပူပြီးသွားတယ်အများကြီးရတာပဲလို့ဘယ်လိုပြောရမလဲကတော့အဲ့လိုဖြစ်တဲ့အတွက်ကိုက တတ္တိယလန်သမားကဖြစ်နေပြီဆိုရင်အဲတတ္တိယလန်သမားဖြစ်တဲ့လူကလုပ်ကိုလည်းပဲရင်ဆိုင်ပြီးတော့ကျိုးသားလုပ်ပါပါပေါ့ကိုလို့ရတဲ့လုပ်ပါတော့အဲကျိုးသားလုပ်ပြီလို့ဆိုလို့ရှိရင်ဒီလူကဘယ်နည်းနဲ့မှမတက်ဖဲလည်းမနေဘူးလို့သူပြောရတယ်နော်အဲပြောအောင်ပဲပဲမလေးရှားသွားကြတဲ့ငတို့ရဲ့တပည့်တွေကတယောက်ငတို့တပည့်တွေကတယောက်ကတော့ဆရာတော်ဦးရင်းတော့ကလှိုင်မာတော့ တင်နာတက်တဲ့အဲ့တော့ပါတဲ့ကလေးတယောက်ပေါ့နော်တော်ရည်ရဲ့သူ့ကလေးတယောက်ပေါ့နော်အဲ့ဒီကလေးတယောက်ဒါပေမဲ့မလေးရှားရောက်သွားတာတစ်နှစ်ပြီးပါရှိပြီနောက်ကလေးတယောက်ကတော့ဘောင်မင်းတော်ဘောင်မင်းတော်ဆိုတာကဒေသဘုရဲ့အင်းဒီယန်ကလေးတယောက်ပေါ့နော်အဲသူ့သူ့တင်ဒရိုဒရင်းနေကိုမေးကြည့်တယ်ဘောင်မင်းတော်လုံးသိကောင်းနေတယ်တဲ့အခုမှဒါကမလေးပါစေကြီးပြီးတော့နေကြတာနော်ကလေးသွားပြီးတော့လကားပဲဘာလို့လဲကြာလို့လဲနေကြီးနေကြတာဘောင်မင်းတော်ဆိုလုံးကောင်းနေတယ်ပြောတယ် ်အတော်ကြီးရဲ့တူလေးဆိုရင်လည်းအဲ့လိုညီးညီးနေတာပဲပထမတသိန်းပို့နိုင်ဖို့ရအတွက်အမှန်တန်ငတ်ငတ်ပြပြခံပြီးသူမှတန်းတော့နေရပါတယ်လို့ဆိုတာမျိုးပေါ့နော်ကျွေးယူပြီးသွားလိုက်ရတာတော့လည်းကျွေးကြအောင်အတွက်တော့သူကြိုးစားပြီးပို့နေရတာပေါ့ဟိုမှာတော့အဲ၃လေး၅တော့လောက်နဲ့လည်းသူဟောင်းတန်းနေရတယ်ပေါ့နော်အဲ့ဒါသူအခုတော့ဘာဖြစ်တော့သူတသိန်းပွဲတော့ပို့နိုင်နေပြီလေဒီလားသူပြောတာပေါ့နော်ဒီလိုမျိုးတော့ပေါ်တယ်လေအားသူကဘာဖြစ်သွားတာတော့ဟာလို့ဆိုတော့သူကကွန်ပျူတာကြီးရောက်သွားတာ ောက်ကွန်ပျူတာကသူကဒီကတက်ဒီလိုကတက်သွားလို့လားဆိုတော့သူလွယ်အိမ်မှာအလုပ်လုပ်နေတာပဲကွယ်ဘယ်ကွန်ပျူတာတက်မှာလဲပေါ့ကိုကြတော့တဲ့ဗမာကွန်ပျူတာခံရတဲ့အကိုကြီးတယောက်ကနေပြီးတော့သူ့ကိုလဲကွန်ပျူတာထဲမှာပဲဒါလုပ်လုပ်ခွင့်ရတယ်သင်ကြားပေးတယ်ပေါ့နော်လက်သမားလုပ်နေရနေတော့ဖာနီချာလုပ်နေရနေပြီးတော့ကွန်ပျူတာခံတဲ့အဖြစ်ရောက်သွားတယ်ပေါ့နော်အဲ့တော့ဘက်ကလည်းနည်းနည်းပါးပါးတိုးရအောင်ရတယ်ကြအဲ့တော့ပြောရရင်သူ့သူ့လေးကိုကြီးလိုက်ရင်လဲ ူကလည်းတကယ်ပိစမပฏิပဒသမားပဲလို့ဆိုတော့တတိယလံသမားတတိယလံသမားလေးဆိုပိဝိဒကအလုံးလုံးတယ်ပဲပိဝိဒကအလုံးလုံးတဲ့သူကိုဘယ်လုံးရှင်မဆိုကျင်တတ်တယ်ပဲဘောရင်ကလုံလန်းဝင်ထောင်ထားမယ်ဆိုရင်ဘောရင်လုံလုံးနေတဲ့သူတွေကိုလည်းဘောရင်အကဲခတ်မှာတော့သူပိဝိဒကလုံရလားမလုံဘူးလားဆိုတာပေါ့ဗျာတော့အကဲခတ်တော့ဘောရင်နေညှင့်ပေးရတဲ့ခုရှိလို့ရှင်ဘောရင်သိကြတဲ့သူကိုပဲညှင့်ပေးမှာမဟုတ်လား ။အော်အဲ့လိုပဲသူ့ level ပြင်ပေးတာခါတယ်လို့ဒီလိုပြောရမှာပဲကြာ။နော်။အဲ့တော့အော်လူဟာတက်တက်ကြွကြွနေတာလုံးပေါ့။တက်တက်ကြွကြွနေလုံးလို့တော့လူဟာမင်းမိန်လို့မရရဘူးပေါ့။အဲ့ဒီကလေးဆိုရင်အဲ့တော်ရင်ရဲ့ပြူလေးဆိုရင်သူရောက်ခါကလာတယ်ဟောစာရေးတာပေါ့နော်။နောက်များမလေးရှားသွားခြင်းတဲ့လူရှိရင်ဖြတ်လိုက်ကြပါလို့သူဒီလိုပြောရဲပေါ့နော်မလေးရှားသွားခြင်းကောင်းတယ်ဟာသွားဟာတယ်အားမပေးကြပါနဲ့ပေါ့ သူဒီလောက်ဒီမှာဘယ်လိုသင်ရနေရပါလဲပေါ့သူအာယုန်တွေကိုမလိုက်စားလို့ခြေမြအလေးနဲ့စားတော့နေလို့တော့သူ့ပြင်အခုလောက်မျိုးကိုနိုင်တာဖြစ်ပါတယ်ပေါ့အဲ့ဒါလုံးနေရတာအိုးစီချန်ကြီးတဲ့မှာတဲ့ဖာနေချာလောက်ရတာဖြစ်နေအဲ့ဒါမိုင်းနဲ့ထဲတော့ဝေးတာတဲ့မျိုးနဲ့ဆိုတော့အဲ့လိုဆိုတော့လေသူလည်းပဲဒီအချိန်ဘူးလည်းပဲမလုပ်ရဘူးတဲ့အချိန်ဘူးမလုပ်ရတော့လေမဖြစ်ဘူးပေါ့အဲသူကတော့မရဘူးပေါ့ဗျာ အဲ့အဲ့လိုပြောတယ်လို့ပြောပြရတယ်။နောက်တစ်ခါလင်းလင်းတို့ရဲ့ရောက်ပါလေးပေါ့နော်။သူလည်းတော့အဲကိုလည်းလည်းတော့တော်တော်လင်းလို့ရဲ့ရောက်ပါလေးလည်းပဲပလေးသွားတယ်ကို။သူကရဲ့တခါတည်းပူလိုက်တော့ပဲပူလိုက်တော့ပဲနဲ့ပဲပြောနေတယ်သူကတခါကိုပါသတိလုံးမယ်ပေါ့ဗျာတခါလည်းဆက်ပြေးတော့မယ်ပေါ့အဲ့လိုရတော့ကိုလေးကမလုပ်ပါနဲ့ဟာပူလိုက်တဲ့ဟုတ်ပေါ့နော်။ပူရမယ်ငါတို့မပူနိုင်ဘူးနဲ့ပြောနေရတယ်။ ဆိုလိုတာကတော့သူတားတွေတော့လုံးလုံးဝပြီးဘက်ခံတော့ဘာမှမရဘူးဒါကြောင့်မလို့သူဟိုကတည်းလုံးပြောပဲအဲနေတော့မယ်လို့ဆိုတာမျိုးပဲပြောနေတယ်တကယ်တော့ကြိုးစားပြီးတော့လုံးစေလို့အကျိုးသားပြီးလုပ်ရင်သူ့ဘာသာသူတက်လာပါပါလို့ဒီလိုပဲပြောရတယ်ပေါ့ဗျာနော်ဆိုတော့အဲ့ကိုတို့လဲကျိုးသားလုပ်တော့ကိုရောက်ရနော်ကျိုးသားလုပ်ရင်ကျိုးသားတာကိုကိုတို့လဲ ို့လက်အောက်မှာလူတွေကိုအလုံးလုံးပဲဆိုရင်ဒီလူတွေရဲ့ဒီအလုံးထဲမှာစိတ်ပါတာနဲ့မပါတာကိုမသိနိုင်ဘူးလားသိနိုင်တယ်နော်စိတ်မပါဘဲနဲ့လုံနေတဲ့သူနဲ့အတူတူတွဲလောက်ရမယ်လို့ဆိုရင်အလုံးချင်းဖြစ်တဲ့ကိုတို့စိတ်ပြတ်မှာတော့တကယ်လို့များသူလုံနေတာကတော့သူများလောက်ပဲပြီးရပြီနဲ့စိတ်ပါလက်ပါလုံနေတယ်လို့ဆိုတဲ့သူတွေကိုတို့တော့ကြမှာတော့ဒါပဲလုံးချင်းမျိုးမထုတ်လို့လို့ပါပဲနော် ိတ်ပါလက်ပါလုပ်တဲ့သူကိုသဘောကျတယ်ကွယ်စိတ်မပါလက်မပါနဲ့လာအဲ့လိုသူလာကလူရင်လို့သာလုပ်နေတဲ့လူလို့ဆိုရင်စိတ်ပြတ်တာပဲကွယ်တော့ဟုတ်ပြီတော့ဒါတော့စိတ်ပြိထားပါလို့ဘယ်လိုပြောရမှာပေါ့နော်တကယ်တော့ပြင်ရအပြင်းနေရမှာပဲဒါအဲ့လိုဆိုတော့လုံးဝစိတ်ပါလက်ပါလုပ်ပါလုံးဝစိတ်ပါလက်ပါလို့လို့ရှိရင်ကိုတို့ကနောက်နေရနေတာမဖြစ်ပဲနဲ့သူကသာသူ့ကိုလေကားပြည့်တရားပေါ်ပေါ်လာပြီးတော့ဖြစ်တဲ့ဖြစ်တဲ့နဲ့ သူ့ဘာသာကိုတက်သွားမှာပါလို့ဘယ်လိုပြောချင်လဲနော်အဲအဲ့လိုမျိုးလို့တက်သွားအောင်ဖြစ်ကိုကနေပြီးတော့ဒီတတိယလမ်းပေါ်လျှောက်နေသူပြီးပြီတကယ်လဲကို့အလုပ်ကိုလည်းပဲဒါပဲနာသိဝန်သားမယ်ဟာပဲဆိုပြီးတော့ကိုကလုပ်ပြီးလို့ဆိုင်တော့တက်သွားမှာပါလို့ဘယ်လိုပြောချင်လဲနော်အဲ့တော့လူရဲ့ပေါင်းတဲ့ဆက်ဆံရေးလို့ဆိုရဲခင်ဗျာဒါလည်းပါတယ်လို့ပြောမှာပေါ့နော်လုံးလုံးတဲ့စကားပြောတယ်အနေနေတယ်ဟုတ်ကဲ့နော် ဒီသုံးခုကတော့အင်တန်ပေါ်လွင်ထင်ရှားပြီးတော့လူတိုင်းကသိနေတဲ့အရာတွေဖြစ်တဲ့အတွက်သိလိုပါတယ်။အဲဒီသုံးခုလိုတာလည်းပဲအမြင်နဲ့အတွေးလာမမှန်ထားရင်တော့မရနိုင်ပါဘူးလို့ပြောပြောရမှာနော်။အမြင်နဲ့အတွေးတွေလည်းငါသိမှန်ကျင်ပါတယ်လို့ဆိုရင်လည်းရှောင်ရရာဖြစ်တဲ့အသွင်းရောက်နေတဲ့အဲဒါမှမဟုတ်လည်းပဲအကျင့်ပါနေတဲ့အကျင့်တွေကကိုယ်လက်ဆွဲပိုက်ထားရင်တော့ ဒီအမြင်တွေဒီအတွေးတွေမမှန်နိုင်ပါဘူးလို့ဒီလိုပြောရမှာကြာတော့တကယ်လို့ကိုတို့ကဟိုမှာရောက်နေပြီဟိုမှာရောက်နေလို့လုံးလုံးတဲ့အခါမှာလည်းပြင်းမှန်းနေအိမ်ကိုလည်းသွားနေအာပြင်းမှန်းပြီးအိမ်ရောနေတဲ့အခါကျတော့စိတ်ရလည်းမငြိမ်ဘူးအဲချင်းရနေတယ်ပေါ့နော်ဒါမှပြောက်တည်တော့ဆိုတော့ပရိကလေးစိတ်နေမယ်ဆိုတော့เนาะအဲပရိကလေးစိတ်နေမယ်ဆိုရင်ပိုးပို့ပြီးရှင်ရပါတော့ ပို့ပို့ပြီးတော့ क्वे ွားနေရတဲ့မရလဲလုံးမှာတော့ပို့ပို့ပြီးလုံနေရတဲ့အလုပ်လဲညီးမွေးမှာတော့အဲ့လိုညီးမွေးလို့ရှိရင်ပို့ပို့ပြီးတော့ဒီကသိုးသိုးသွားမှာပေါ့လားတော့အဲ့တော့အစွန်းရောက်တဲ့လမ်းဖြစ်တဲ့အကျင့်မှားပေါ့တော့ဒီလိုအကျင့်မှားကိုကိုအားလျက်ပြတ်ကိုပဲဖြတ်နိုင်မှလဲအမြင်မှန်တဲ့အတွေ့အမှန်ကရောက်နေဒီမြန်မာနဲ့အတွေ့အမှန်ရောက်မှလဲတတိယလမ်းပေါ်ကိုရောက်မှာပေါ့လားနော်အဲ့တတိယလမ်းပေါ်ရောက်လို့အမြင်မှန်အတွေ့အမှန် ရပြီလို့ဆိုရင်တော့အပြောလဲမှန်နိုင်မယ်အလုပ်လဲမှန်နိုင်မယ်အနေလဲမှန်နိုင်မယ်လို့ပြောကြတော့တော့အဲလိုအမြင်မှန်အတွေ့မှန်လို့အပြောမှန်အလုပ်မှန်အနေမှန်တွေကိုနေသွားပြီလို့ဆိုတဲ့သူကတော့ဘယ်တယောက်နဲ့တယောက်ကိုပฏิပက္ခဖြစ်ဖို့လို့စိတ်မကူးတော့ဘူးလို့ဒီလိုပြောကြတယ်တော့ပฏิပက္ခဖြစ်ဖို့စိတ်မကူးတယ်လို့သူများတွေကကိုယ့်ဘောမှာဖိနှိပ်တာမျိုးလဲပဲ ိုယ့်ရဲ့မိဝေးပဝေးတရားမှလို့ဆိုတော့ကိုယ်လည်းသဘောပြတ်သဘောပြောလဲဖြစ်နေတာပေါ့နော်မရှိဘူးလို့ပြောနိုင်ဟုတ်ကဲ့နော်ဖိနေလူလည်းမရှိဘူးလို့ပြောနိုင်ဟုတ်နောက်ဆုံးပြီးကိုယ့်နဲ့အလုံးအောက်ကန်တဲ့ပဲဖြစ်ဖြစ်အလုံးရှင်တာပဲဖြစ်ဖြစ်ကလည်းပဲမဖိနေဘူးလို့ပြောနိုင်တော့တကယ်လို့ဖိနေအောင်တော့တောင်းမှလည်းအဲ့ဒီဖိနေတာကိုကိုယ်ကနေပြီးတော့နာဖိနေရကောင်းလားဆိုပြီးကြလားကိုယ်ကနေပြီးတော့လက်စားချေတာမျိုးလုပ်ဖို့မဟုတ်ဘူးဟုတ်ကဲ့နော် ဟဲ့ပိဋိဒါမျိုးလက်သားချင်ရတာမျိုးလုံးဝမဟုတ်တယ်လို့အဲ့ဒီပိဋိဒါကြီးကိုငုတ်ခံတယ်ကိုလဲဟုတ်ဘူးလို့ဒီလိုပြောရမှာပါတော့တကယ်လို့ငုတ်ခံနေတဲ့စဉ်လည်းအောက်လမ်းဖြစ်သွားမှာပေါ့နော်တကယ်လို့လက်သားပြန်ပြီးချင်လိုက်ကြရင်လည်းအကျလမ်းဖြစ်သွားမှာပေါ့နော်အဲ့ဒီလိုမျိုးလို့ငုတ်ခံနေတာလည်းပေါ့ဘူးအပြန်ပြီးလက်သားချင်ရလည်းပေါ့ဘူးလို့ဆိုတော့ဘာလို့ရောက်မှာတော့လို့ဆိုရင်တရားနဲ့ပဲတရားတစ်ပြည့်ပဲကိုကတည်းကပြန်လဲတုံ့ပြန်မှာပေါ့ အတရားတည်းကြံလဲတုံ့ပြန်တာမျိုးလုပ်ရင်ကတော့လုပ်ရင်ဟာသူ့ရဲ့မတရားနေတာကိုတရားတည်းတုံ့ပြန်လို့ကိုယ်မချိုက်ဘူးဆိုတာဖြစ်လိမ့်မယ်လို့ထင်ရကြတော့ရှိတာပေါ့နော်တကယ်တော့တရားတည်းတုံ့ပြန်တာကိုကိုယ်ကတရားမသိကိုယ်တုံ့ပြန်ချက်ကိုသူကျေနပ်တာပါဟုတ်ပါတော့တရားတည်းတုံ့ပြန်တာကိုကျေနပ်တာပါဒါကိုရင်းစာကြည့်လိုက်ပါတော့ကိုတို့လုံးရင်ဖြစ်နေတယ်ဆိုရင် ိုတော့နေပြီးတော့မတရားတစ်ခုနဲ့သူ့ပေါ်မှာလှုပ်လိုက်တာကိုပြန်လဲပြီးတော့တုံ့ပြန်ရဲ့ဆိုကြပါလို့အနည်းဆုံးကိုတော့ကခုအလုပ်ရှင်မဟုတ်လို့ကဲသတ်မိလေးသမီးလေးတယောက်တော့ဝေးထားပြီဟုတ်တော့ကောနော်ဟောသမီးလေးပဲကဝေးထားပြီနော်အဲ့တော့ကိုတော့တက်တယ်လို့ဆိုတာမျိုးနဲ့ပေါ့နော်အဲ့လိုပဲကိုတို့ရေကိုတော့အလုပ်ရှင်မလားတကယ်လို့များမတရားနေရာလေးကိုနားလည်ခင်ပြီးလောက်တာကိုဒါသာတော့မတရားဘူးဆိုတဲ့အကြောင်းကို တရားမှန်ကိုကိုယ်ပြနိုင်တယ်ဆိုရင်သူကျေလို့တော့ပြောပါရတော့အဲ့ဒါကိုတတိယလမ်းလျှောက်နေတဲ့တည်းဖြစ်တယ်ဟုတ်တယ်ကိုယ်တတိယလမ်းလျှောက်နေမှုဖြစ်တဲ့အတွက်ကိုယ်လမ်းကိုမြင်ပြီးသူကြိုက်တော့ကြိုက်ဥပါရတော့ဒါကြောင့်ဘုံခံမှန်နဲ့ဘုံခံလို့လည်းပဲပြန်ပြီးတော့လက်သားချေတဲ့သဘောမျိုးနဲ့လည်းမတုံ့ပြန်ပါနဲ့တရားနဲ့တုံ့ပြန်ပါလို့ဘယ်လိုပြောမှာပေါ့နော်အဲ့ဒါလိုတရားနဲ့တုံ့ပြန်တယ်ဆိုရင်ကိုတို့ဘယ်သူမှဖြစ်နေမယ်မပေါ်ဘူးဘယ်လိုပြောမှာပေါ့နော် 都是在外在故来了。其他我那就都是老我庙庙是看的，都是夫妻一亲啊，我是？但是是啊那样的人没想的了，是的，都周亲都不一样，不一样，可不是？你看咱这人都最起码，家里边咱都是什么，都是亲来嘛，喏。哎，六个我呢，走老子后，我看见那还没有飞机嘛，哎，六没有了，其他咱都都是亲比家，都比较表，嘛，喏。哎，我走路来呗。 ကိုယ်ကမှန်နေတာဖြစ်တဲ့အတွက်အဲတပည့်သူတွေကမှားနေရင်ရသွားပြီလေနိုင်ငံသားတွေမှာပြောကြရတတ်တယ်ကွယ်ဘယ်လိုပြောလို့ဆိုရင်လို့ရှင်တဲ့ရဲရမှန်းနေလို့ဆိုတာတဲ့ဒီကိုယ်ကသိတယ်ပေါ့နော်ရဲရမှန်းတာမဟုတ်ဘူးတဲ့ကိုယ်ပမာကြီးကမှန်တာတဲ့အကျိုးတော့အကိုပမာကြီးကနေပြီးတော့ဟောဒီလူဟောဒီမှာရှိတယ်ငင်းသွားခံမင်းတထောင်ရတယ်ဆိုတော့ဒီလိုကနေပြီးတော့လတ်ထိုးလိုက်လို့ထောင်ရတယ်ဆိုတော့ငါ900ပေး ။တပမာလည်းရဲဟုတ်ပြောတာအဲ့။ရဲလည်းနားရလကားရတာဆိုတော့လေသောခဏပေါ့။သောခဏပြီးတော့ဟုတ်တယ်လေဆိုတော့လည်းဂရိတိုင်းနားရပြီလေ။အဲ့ဆိုလိုတာကတော့ကိုယ်သူတို့ကင်မလို့နေလို့သူတို့ရကျင်သောတစ်ခုနဲ့ကိုယ်ဖိနေခြင်းလို့သူတို့ပြောရမှာပေါ့နော်။အဲ့နိုင်ငံသားတွေမှလည်းလုံးလုံးတယ်ဆိုလည်းဒီလိုလေးဖိနေတာပဲလို့သူတို့ပြောရမှာပေါ့နော်။အဲ့တော့မနာလို့တဲ့သူပေါ့။အဲ့လိုမျိုးလည်းမဖြစ်အောင်ကိုကတော့တရားတစ်ပြည့်နဲ့တုံ့ပြန်ပါလို့သူတို့ပြောရမှာပေါ့နော်။ဘုံမှန်ပါနဲ့ မောက္ခလိုညံ့နေစဉ်လဲသူတို့ကဖြီးပါလိမ့်မယ်အဲ့လိုဘုန်းနဲ့မညံ့ဘူးလက်သားချေတဲ့စဉ်လဲလက်သားချေလို့နိုင်လဲပဲသူတို့ကတော့ကိုယ်တုတ်ချေပါလိမ့်မယ်လို့ဒီလိုပြောအောင်ပါတော့အဲ့တော့အဲ့လိုမျိုးလို့မဖြစ်ပဲနဲ့ကိုတုတ်ပြန်ဆက်ဆံနိုင်ပါလိမ့်လို့ဟောဒီလိုပြောအောင်ပါတော့အဲ့တော့အဲ့လိုမျိုးလို့ကိုကနေပြီးတော့လူမှုပေါင်းစည်းဆက်ဆံရေးမှာကိုလူတွေပေါ်မှာအလုံးပြောသဘောလဲတရားနေအောင်ကိုယ်လုံးကျင်တယ်လည်းပဲတရားနေအောင် အဲ့လိုပဲကိုယ့်ရဲ့ပေါင်းရောင်းနေရတယ်လို့ဆိုတဲ့သူတွေနဲ့လည်းပဲကိုကနေပြီးတော့တရားနဲ့ပဲတုံ့ပြန်တော့ကိုကနေထိုင်သွားလို့ရှိရင်ဒီမိစ္ဆာဝတိဝဒလာလို့ဆိုတဲ့တတိယလာတော့ဒါကိုဘုံတော့နေပြီးတော့ပြောလိုက်တာတော့ကိုတိုးရဲ့လာလို့ဆိုပြီးတော့ဒါပြောလိုက်တာနော်အဲကိုတိုးရဲ့လာလို့ဆိုပြီးတော့တို့ကတော့ပြောလိုက်တာပဲဒါကိုကိုတိုးကနေပြီးတော့ကိုတိုးရဲ့လာလို့ဆိုတာမဖြစ်ပဲနဲ့လက်လွတ်လိုက်ရင်တော့တခြားနိလာတစ်ခုမှကောင်းပါလို့ထင်လိုက်ရင်တော့ ိုတို့ခံရတယ်ချိလိုက်ပဲလို့ဒီလိုပြောတာเนาะအဲ့တော့ဒါတော့ကျင်းမမိတ်မတုံလက်မလွတ်ခဲနဲ့ပဲဆက်ပိုက်ပြီးကြလားပြန်သုံးနိုင်ပါသေးလို့ပဲပြောရမယ်ကွယ်เนาะတကယ်တော့ပြောလိုက်ရင်ကိုတို့တောင်းတယ်လူတို့နဲ့ပေါင်းတဲ့ဆက်ဆံရေးထိုင်ရစီကံကလနာဆိုတာကျင်းဒါလုံအောင်ကြောက်ပဲလို့ထင်ပါတယ်เนาะကဲတဲ့လူသေးတော့ကလေးနဲ့ပဲတို့ဒီကုန်းချုပ်ပဲเนาะအားလေးပဲဝါတာတဲ့အိမ်မှဖြစ်နေသုံးချိန်လောက်ကခေါ်ပြီးသားအာ Ah.